အားလုံးပဲမင်္ဂလာပါဗျာဒီနေ့က2025စက်တင်ဘာလ29ရက်နေ့ဖြစ်ပါတယ်เนาะအစွန်ရောက်ရင်ပြုတ်ကျတတ်တယ်အဲ့တော့ကိုကျော်ကြီးအောင်ပါလာပြီးတော့မကြည်နိုင်မခဲနိုင်ခမားကတကယ်ဟိုအကျက်တဲ့အခက်ခဲရောက်လာတော့မှခမားကနှုတ်ထွက်တယ်ခမားကဆက်အမျိုးဆုံးလာပြောနေကြတာဒီကိုမင်းတို့စဉ်းစားကြည့်ကိုကျော်ကြီးပြောခဲ့တဲ့စကားတွေအကုန်လုံးကတိုင်းပြည်ကိုကာကွယ်ဖို့လုံလောက်သွားပြီကိုကျော်ကြီးဒီ ဘာသာရေးသမားလည်းမဟုတ်ဘူးနိုင်ငံရေးသမားလည်းမဟုတ်ဘူးလူမျိုးရေးသမားလည်းမဟုတ်ဘူးကိုကျော်ကြီးဒီမျက်စွာဖျားရဲ့တာသနာအောက်မှာတည်နေတဲ့ကိုကိုမျက်စွာဖျားရဲ့တားလို့ခံယူလာတယ်လို့ပြောဖြစ်တယ်မျက်စွာဖျားစကားတွေကိုလွန်ဆန်ပြီးဘယ်တော့မှမပြောဘူးဘာသာရေးခုံးမတိုက်ဘူးလူမျိုးရေးခုံးမတိုက်ဘူးနိုင်ငံရေးခုံးမတိုက်ဘူးအားလုံးကိုညီညွတ်အောင်ညီညာအောင်အမြဲတမ်းပြောတယ်ဟုတ်ပြီနော်မင်းတို့ကကိုကျော်ကြီးကိုအမိပြုပြီးတော့မင်းတို့ကနိုင်ငံကြီးလူမျိုးကြီးဘာသာကြီးဂုံးတိုက်နေရအဲ့ဒီအတွက်မပါနိုင်ဘူး မင်းတို့ရဲ့အတုံးချခံခြင်းကိုကျော်ကြီးမလုံနိုင်ဘူးရှင်းရှင်းလေးကိုကျော်ဤစကားပြောခဲ့တာတွေကပြက်ပြက်တတ်တာတွေအကုန်လုံးပြောခဲ့တာမင်းတို့ကိုအချုပ်ချအာဏာမပေးဘူးမြေမပေးဘူးလို့ပြောပြီးသား1982နှစ်ဥရီအရာမင်းတို့ဒီနိုင်ငံသားဖြစ်ပိုင်ခွင့်ရှိတယ်လို့ပြောပြီးသားမင်းတို့1982ဥရီဘယ်သူဖတ်လဲဘာကြီးရေးထားလဲမင်းတို့သိလားတော်ဆန်းစုကြည်တော့ဝိုင်းဥပဒေကိုမဖြတ်ရဲဘူး။ဥနေဝင်လက်ထက်ထဲကဆွဲခဲ့တဲ့ဥပဒေ ဘလောက်ခိုင်မာတဲ့ဥပဒေလဲဆိုတာတိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုကာကွယ်ထားတာနားလေလားမင်းတို့ငကိုတွေကပြောတယ်အကောင့်တူတွေဆိုရင်ကိုကျော်ကြီးကဘန်းပြတယ်ဒီအောင်တွေကမင်းတို့ခေါင်းတွေကိုဇဝေဇဝါဖြစ်ပြီးမင်းတို့စိတ်ကိုနှိုးဆွမှာမင်းတို့လူတပ်ပွဲမဖြစ်ဖြစ်အောင်နှိုးဆွမှာအဲ့တော့မြန်မာပြည်မှာငင်းငင်းငင်းနေနေတဲ့အစ္စလာမ်ကြီးဟာလားမြန်မာပြည်ဘွားမြန်မာပြည်နဲ့တသားနဲ့ကြာနေတဲ့အစ္စလာမ်ကြီးအချောက်စိတ်တွေဝင်လာလိမ့်မယ် ကြောက်စိတ်တွေဝင်လာရင်မလိုလားအပ်တဲ့ပြဿနာတွေဖြစ်လာနိုင်တယ်။မင်းတို့ကလက်သီးလက်မောင်းတွေတန်းဓာတ်တွေတွေးနေတယ်ဆိုတဲ့ဟိုကမင်းတို့အသိဉာဏ်မရှိလို့သူရ။ပုံနောက်တွေသူရတယ်။အင်္ဂလန်ကိုတင်သွားတာအုံနောက်နဲ့တင်သွားတာဓာတ်တွေးပြီးတင်သွားတာမဟုတ်ဘူး။လူပေါ်တယ်လူတွေကိုချကျွေးလိုက်တာ။တက်ချင်တဲ့ကောင်ဓာတ်တက်ဆိုပြီးချကျွေးလိုက်တာ။တက်တော့ဝိုင်းတက်လို့ရှိရင်တကဘာလုံးပတ်ငိုတယ်။အခုအစ်စရေဒါပဲလေ။အစ်စရေကို ခုမှထိုင်ပြီးအသက်ခံနေတာအသက်ခံနေတဲ့အချိန်ကျတော့မနေ့ကကုလသမဂ္ဂမှာနိုင်ငံတကာကပါလက်စတိုင်းနိုင်ငံကြီးကိုလက်ခံပါတယ်ဆိုပြီးဖြစ်လာကြတယ်။အဲ့ဒါပါလေအသက်ခံနေတာချကြွေးနေတာအရေးကြီးတာသူတို့လိုချင်တာအချုပ်ချာနဲ့အာနာပဲဒါပဲညီပဲအချုပ်ချာအာနာနဲ့ညီကိုလိုချင်တာအင်္ဂလန်ကအချုပ်ချာအာနာနဲ့ညီကြသွားပြီပါကြီး။ဘာအမျိုးသားကြီးမှမဟုတ်ဘူး။အမျိုးသားကြီးတွေဘာဒီအာဝါရအစကားတွေရှောက်ပြောနေတာအဓိကက လူတိုင်းမှာကိလေသာရှိတယ်။ငါဥစ္စာဆိုတဲ့ပိုင်ဆိုင်မှုရှိတယ်။ဒါငါအိမ်ဒါငါမိသားစုမင်းမယားကိုအလှပေးပြီးသူများကလည်းအိတ်ခိုင်းလို့မရအောင်။ဘယ်သူမှမအိတ်ခိုင်းဘူး။အချိန်တန်လိုက်ငါမယားငါပြန်သိနေညာလေ။အဲ့ဒီကိလေသာရဲ့သဘောတရားတွေကိုနားလေရတယ်။ငါအိမ်ဆိုပြီးငါအိမ်ငါပိုင်ဆိုင်ထားခြင်းနဲ့ဘယ်သူ့ဘုံမှမပေးခြင်းငါအိမ်ဘုံမှာဧည့်သည်ဖြစ်လာနေခွင့်ရှိတယ်။အဲ့ဒီဧည့်သည်ကငါအိမ်ဘုံမှာမတော်နဲ့အတူဒိုးလိုပေါင်းပဲစားွက်စားဖို့စားွက်ဒီခွဲချမ်းစားတော့လို့ရတယ်။ သူ့ပိုင်ဆိုင်မှုလို့လှုပ်လာတဲ့အချိန်ကျရင်တော့ဒါငါတို့ကိုအာဏာလုလာပြီကန်ထုတ်ရတော့မှာဟုတ်လားတွေးခေါ်တင်းညာအဲ့ဒါတွေကိုတွေးရတယ်ဘာတွေးနေလို့မင်းတို့လူမျိုးကြီးလည်းမတိုးတက်လာဘူးနိုင်ငံကြီးလည်းမတိုးတက်လာဘူးဟုတ်လားဘာသာတရားလည်းမတိုးတက်လာဘူးမင်းတို့ဓာတ်တွေးလေသူတို့ကကြိုက်ပြီပဲအခုမင်းတို့အစ္စလာမ်ကြောက်ယောဂထည့်ပြီးထားတာ မင်းတို့ကယောဂါရနေတာအစ္စလမ်ကြောက်ယောဂါရနေတာသူတို့ကမင်းတို့ထည့်ပြီးသားတာအစ္စလမ်တွေကိုကြောက်အောင်ထည့်ပြီးလိုက်တာအဲ့ဒီချိန်ညတော့မင်းတို့ကကြောက်ကန်ကန်ပြီးတတ်တာဖြတ်တာတွေလှုပ်လာတဲ့ခါကျရင်တကဘာလုံးပန့်ငုံလိုက်တယ်ညီရတယ်အာနာရတယ်ဘယ်လောက်ပျော်စရာကောင်းလဲသူတို့အသက်တွေသေတာမဟုတ်ဘူးလေငကိုတဲကသေဖို့အတွက်ကိုတခါတည်းငါအောက်မှာလာမန်းသွားတာမွတ်စလင်နှစ်ယောက်အခြေတင်စကားများတယ် ဖျောက်မိဒီစကားမျိုးမပြောသင့်ဘူးねတယောက်ကဘာပြောလဲဆိုဟဲ့ငါတို့ကဘာသာရေးအတွက်တယ်အလားအတွက်သိရတာတယ်ငါတို့ကမြက်တယ်တယ်အလားနိုင်ငံရောက်มาတယ်တယောက်ကဘာဝင်ပြောလဲဖျောက်နေမိဒီလိုမျိုးမပြောသင့်ဘူးねဒီချိန်မှာငါတို့ကတဲ့အိုခန့်စစ်နေပဲကစားမှာတိုက်စစ်နေမှာသူတို့အချင်းချင်းကိုပြောနေမင်းတို့ငါအောက်ကမန်းနေဝင်ဖတ်နေဟုတ်လားမင်းတို့ကိုအကောင့်တူနေအာဝါရာစကားလာပြောနေတဲ့ကောင်တွေနဲ့အချင်းကိုခံပြီးစကားပြောနေတယ်ဘမ်းလိုက် အကောင့်စင်းနဲ့လာပြောရင်အခြေတင်စကားပြောသူတို့ရဲ့အတွေးခေါ်တွေသူတို့ကဘာတွေပြောနေလဲသူတို့စိတ်တွေဘာရှိနေမင်းတို့စာဖတ်သူတို့စိတ်တွေကိုမင်းတို့စာဖတ်ဖတ်ပြီးတော့လည်းသူတို့ဘာလုပ်မယ်ဆိုတာမင်းတို့မြင်လာနိုင်မယ်အခုအချိန်မှာအကုန်လုံးလက်သေးခွတ်သွားပြီကိုကျော်ကြီးတခွန်းပဲပြောလိုက်တာအကုန်သိတယ်သူတို့လက်သေးတွေသူတို့ခွတ်လိုက်ပြီမင်းတို့ပေလေဟုတ်လားမင်းတို့ ပညာကောအသိဉာဏ်ကောမရှိတဲ့ခါကျရင်မင်းတို့တိုင်းပြည်ကိုလည်းမကာကွယ်နိုင်မင်းတို့လူမျိုးကိုလည်းမကာကွယ်နိုင်မင်းတို့ဘာသာကိုလည်းမကာကွယ်နိုင်ဓာသွေးရဲဆိုတော့လူမိုက်တွေတို့ဗမာတွေကဓာသွေးတာမထူဆောင်အနောက်ကနေဘိန်းမောင်းတီးပေးလိုက်ဘိန်းမောင်းတီးပေးပစိုးဂရောင်းကြိုက်ပြီးချိုးဝိုင်းတဲ့လက်ခမောင်းခတ်ပြီးဝင်လာတဲ့ကောင်တွေပြီးဂျုံးပြစ်ပြီးတော့အဲ့ဒါထူဆန်းတဲ့ကိစ္စမဟုတ်ဘူးဟုတ်လားမင်းတို့ကိုတိုင်းပြည်ကိုကောင်းတိုက်နေတဲ့ကောင်တွေကိုမင်းတို့မြင်အောင်ကြည့်လားမြင်အောင်ကြည့်လားဆိုတာလကားပြောတာမဟုတ်ဘူး ြမအချင်းချင်းတတ်ဖို့အတွက်အနောက်တိုင်းအနောက်တိုင်းမှာသွားပြီးတော့ခွက်ခေါပြီးတောင်းစားနေတယ်ဒီတဒေါင်းသားအုပ်စုကမင်းတို့မြန်မာအချင်းချင်းတက်ဖို့မြောက်ပေးနေတဲ့အချိန်မှာတိုင်းပြည်ကနေပြီးတော့ဒီကောင်တွေကနိုင်ငံသားမဟုတ်ဘူးလို့ပယ်ဖျက်လိုက်လို့ရတယ်ပယ်ဖျက်လိုက်လို့ရတယ်ပယ်ဖျက်ပလိုက်ပြီအဲ့ဒီလိုပဲ ငါတို့ကတနာလို့ငါတို့နိုင်ငံသားမှတ်ပုံတွေပေးထားပြီးတော့မလေးရောက်နေတဲ့ဒီရေမျောကမ်းတွေနေကငါတို့တိုင်းပြည်ကိုဖျက်နေပြီဆိုအဲ့ဒီကောင်တွေရဲ့မှတ်ပုံတွေနေအဲ့ဒီကောင်တွေရဲ့ password တွေငါတို့ဖျက်ပြစ်လိုက်လို့ရတယ်။မင်းတို့နားလေလား။နားလေလား။အဲ့တော့အုံတော့မရှိဘဲနဲ့ငါ့ကိုလာပြီးတော့မင်းတို့လာပြီးတော့ပြောနေတာ။ထားလိုက်ပါတော့မင်းတို့ဒီအချုပ်ချာအာနာဆိုတာလေ။ငါတို့ပြည်သူလူထုရှာစဉ်သက်တာ။ငါတို့ပြည်သူလူထုရှာစဉ်သက်တာ။ နိုင်ငံရေးအာဏာအားသူတို့ရှိတာလွတ်တော်တဲမှာအဲ့ဒီနိုင်ငံရေးအာဏာလုံနေတဲ့ကောင်တွေငါတို့ပြည်သူလူထုကခိုင်းစားလို့ရတယ်ကြောက်လွတ်တော်မှန်ငါတို့ကပြန်တိုင်းပြည်အတွက်တားလို့ခြင်းနဲ့မင်းလွတ်တော်မှန်ငါတို့ပြည်သူအ당ကိုလွတ်တော်တန်ဖြစ်အောင်မင်းလုပ်ခိုင်းစားလို့ရတယ်နိုင်ငံရေးသမားဆိုတာကငါတို့အခိုင်းအတန့်ကြီးငါတို့ကိုးကွယ်ရမယ့်ကောင်တွေမဟုတ်ဘူးမင်းတို့မင်းတို့ရဲ့ဆရာတွေမဟုတ်ဘူးနားလေလားမင်းတို့နိုင်ငံရေးခိုက်ပက်ဖြစ်နေတယ်ကမင်းတို့ဖွေးဖြစ်ကြုံဖြစ်ဖြစ်နေတာနိုင်ငံရေးတမကိုကိုယ်ွယ်စရာမဟုတ်ဘူး မင်းတို့ဒီလူမျိုးစုတည်တလေးတွေတောင်မှကိုပိုင်အုပ်ချုပ်ခွင့်ရဒေသမှာသူများလူမျိုးကလာပြီးကျူးကျော်စော်ကားရင်မင်းတို့အခုအချင်းချင်းတတ်နေကြတာကိုနဲ့တိုင်းရင်းသားတစ်ခုတည်းတောင်မှလာပြီးကျူးကျော်လို့မရဘူးဆိုတော့မင်းတို့စိတ်ရှိနေလို့ရှိရင်မအားတန်းပြီဆိုရဲမြန်မာပြည်ရဲ့အဝန်ဝိုင်းတစ်ခုကိုဘာသာကြားလူမျိုးကြားကအုပ်ချုပ်မှာမင်းတို့ကြိုက်မှာလားဟောမင်းတို့စဉ်းစားလေမကြိုက်ရင်အဲ့ဒီဥပဒေကိုတွတ်တော်တယ်မှာအတီးတူနိုင်အောင်ငါတို့ကပြောရမှာ လွတ်တော်အမတ်နေရာမှာတိုင်းရင်သားမဟုတ်ရင်မထားနဲ့ဆိုတဲ့အစကားမျိုးကိုအဲ့ဒီဥပဒေကိုပြဋ္ဌာန်းဖို့တော့ငါတို့ကပြောရမှာငါတို့ရဲ့အချုပ်ချာအာဏာကြီးအစိုးရရဲ့အာဏာပဲအရာရှိတွေမှာငါတို့ကငါတို့လူမျိုးမဟုတ်တဲ့ငါတို့တိုင်းရင်သားမဟုတ်တဲ့လူတွေကိုမထားနဲ့လို့ငါတို့ဥပဒေပြဋ္ဌာန်းမှုငါတို့ကပြောရမှာအဲ့ဒါငါတို့ရဲ့အချုပ်ချာအာဏာငါတို့ပြည်သူတွေပိုင်နေငါတို့မှမဲရပြပိုင်နေအဲ့ဒီလိုပြောပိုင်ခွင့်အာဏာငါတို့မှရှိတယ်နိုင်ငံရေးအာဏာကသူတို့လို့မင်းတို့အဲ့လိုကွဲခြားသိအောင်လုပ်ရမှာဟုတ်လား သူတို့ကရင်းနှီးမြုံတမ်းတယ်သူတို့ကစပြီးတင်လိုက်ခဲ့ဥပဒေကြီးအင်္ဂလန်မှာရှာရှိရလောကိုပြထမ်းမှာဆိုသူတို့မှာဥပဒေကြီးရှိပြီလားအဲ့ဒါတွေသူတို့ကောင်းကောင်းကြွန့်ကျင်နေလူပေါ်တယ်ပုံတော့တော့ငါတို့ကအချုပ်ချာအနာလက်ရှိငါတို့ပိုက်ဆိုင်လာတာငါတို့မလွတ်သွားဘူးအဲ့ဒီအတွက်ထောင်လာတဲ့ခေါင်းကဘယ်နေအောင်နေရမဘယ်ခေါင်းကိုနေရမဘယ်ခေါင်းကိုနေရမဆိုတော့ဘုံဘုံနဲ့လှုပ်လို့ဘုံဘုံနဲ့လှုပ်လို့ဟုတ်လား